ပါရှင်။ Listeners Heaven Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်။မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမင်းဖုံးသင်္ကသူရေးသားထားတဲ့လူနှစ်ယောက်စပိန်ဒစီတုတ်တန်းရှိစောင်းတညာဆိုတဲ့ဝိတုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရစေရှင်။ဟုတ်ကဲ့ကျွန်မကတော့နန်းတိန်ကြီးဖြစ်ပါတယ်။စောင်းခါကညချံညသည်တိတ်ဆိတ်မှုန်ကြီးအေးဆက် ဓာသွားလိုစိုးရှအေးဆက်သောနှင်းတို့သည်နှင်းဆက်တွေလက်ကျန်မရှိတော့အောင်ညမှာကောင်းကင်ပေါ်မှတွန်ကျဲနေလေသည် နောက်တနေ့နှင်းတွေဖြောင်းဝေးဖို့နှင်းဆက်လက်ကျန်မှ ရှိပါသေးရဲ့လားနှင်းတွေကတပွဲပွဲဆူကြနေသည်လေးမတိုက်တော့လဲအသေးခိုက်မတက်ချမ်းလာစွာသောစောင်းညရဲ့ဖြစ်ပေသည်စောင်းဤအေးတန်းကိုကာဝယ်သည့်အနေဖြင့်လူတွေနေအိမ်ထဲသို့ဝင်ရောက်ခါ အနားယူနေကြပြီလမ်းမကြီးတခြားလက်ဖက်ရည်ဆိုင်စတိုးဆိုင်တွေပင်စောစည်းစွာတင်းစီတကားပိတ်ကြပြီ ကားလမ်းမကြီးပေါ်တွင်သာ အရှင်လုံးကားတစည်းတလေစိုက်ကားအချို့သာ ဖြတ်သွားဖြက်လာရှိသည် သို့မဟုတ်အိမ်အပြန်နောက်ကျနေရှိသောအလင်းလုံးအမှုသမားအချို့သာရှိမည်ဆောင်းကားအယိုးကြည်ခွဲမတက်အေးဆန့်လာသောမညာမတာဆောင်းဖြစ်သည်ချမ်းလွန်သောကြောင့် အမှုသမားအုပ်စုပင်ခါတိုင်းရက်တွေလိုတခြင်းအော်မဆိုနိုင်တော့အတန်ပြောက်ခါငြိမ်သက်နေပြီညနေသကောင်းထိလမ်းဘေးအုပ်ခုံမှာဂီတာဝိုင်းဖွဲလိရှိသောကောင်လေးတွေလည်းအိမ်ပေါ်တက်သွားကြပြီအိမ်တွေမီးမိတ်ကုန်ကြပြီထိုချိန်တွင်ဈေးဆိုင်ကလေးကို ရုတ်တရက်မသိမ်းစီနိုင်သေးပဲဝင်းငွေထွက်ငွေစည်ရင်းတွေနဲ့အလုရှုံနေသောဆိုင်ရှင်တယောက်သာရှိလေသည် ထိုသူက အနေငယ်အလန်းဝေးသောနေရာမှလာရောက်ဆိုင်ဖွင့်သူဖြစ်သည်။ကိုမြင့်စော်သည်ပွားကနေတစ်ချက်တန်းဝေးကနေရာမှာတိုင်ကပ်ချိန်ထားသောနာရီကို ကြည့်လိုက်သည်။ည7:00နာရီတိတိရှိပြီ။အိမ်ပြန်မှ ဖြစ်တော်မူ။ဆိုင်တကားကတော့9:00နာရီလောက်ကပင် ပိတ်ပြီးသွားပေပြီ။ညကမုံရီတိတ်ဆိတ်လျက်။သူဤဆိုင်သည်တူလီမူလီအတူထွား အိမ်သုံးပစ္စည်းရောင်းသောဆိုင်ဖြစ်သည်။အမှအစအိမ်မိုးတပြားထိရောင်းချသောတန်တယ်ဆိုင်ဖြစ်သည်။ဆိုင်နှင့်နေအိမ်မှာမှတ်တိုင်သုံးနိုင်ခန့်သာဝေးသဖြင့်ညနေခါမှဆိုင်ကိုအေးအေးလူလူပိတ်သိမ်းလေရှိပြီးစပိန်ကလေးနှင့်ပြန်လာလေရှိသည်မှာ နေတယ်လူဝပင်။သူအိမ်ပြန်ချိန်သည်လမ်းပေါ်တွင် လူမရှိသလောက်ပင်။ဒီနေ့တော့ဆောင်းကရရဲ့ဆက်ဆက်အေးလာသည်။မိုးတိမ်ညွန့်တွင်ပင်အေးခဲကား ကောင်းကင်မှပြုတ်ကြမတဲ့အယိုးကွဲမတဲ့စောင်းခါခါညများညာရှင်နိုင်ခန့်ကပဲလမ်းမာရီပေါ်မှာ လူတွေတိတ်ဆိတ်လျက်ရှိသည်ကိုမြင့်စောကစပိန်ကလေးဖြစ်ခံမမှန်နင်းလာသည် သူဤဆိုင်သည်အရှိမြင်းပြိုင်ခွင်းဘက်မှရှိသည်ဖြစ်ကြက်ဂိတ်ခေါ်တန်တဲ့ပစ္စည်းရောင်းချသောဆိုင်တွေရှိမှ နေ့စဉ်ဖြတ်တန်းရခြင်းဖြစ်သည်ထို့နောက်တာမွေတုတ်တန်းသို့ဖြတ်တန်းရသည် အမှန်တိုင်းဝန်ခံရလဲမဖြတ်ခြင်းပဲညစဉ်ဖြတ်တန်းနေရသည်။နေပေါင်းများစွာညတိုင်းလိုလို ဆိုင်တကားပိတ်ပြီးတင်းညာရှိရှိလမ်းမာကြီးကိုဖြတ်ပြန်နေရတာကြာတော့ယူသွားသည်။တင်းချိုင်းနဲ့ပတ်သက်၍လူပြောသူပြောများခဲ့သောတစီဇလန်းများက ကြာတော့ယုံတန်းပုံမြင်များဖြစ်သွားလေသည်။ညအခါတင်းချိုင်းထဲမှထွက်လာတဲ့သောကြက်တစီများမိုးလူစားတဲ့သောမင်းစားကလေးများအကြောင်း တင်ကြိုင်တွင်ရှိထမ်းပင်ပေါ်သို့တက်သွားသောပြိုင်မြင်းတစ်ကောင်ဤဖြစ်ရန်ကလေးတစ်ယောက်နှီးပါကြီးမသောအေယာမဖားကြီးများအကြောင်းက ကြာတော့ရိုးဤသွားလိမ့်ပြီကိုမြင့်စော်သည်တင်ကြိုင်နှင့်ပတ်သက်သည့်ဒန္နာရီလာပါဇက်ပုံမြင်များကတုတ်တန်းရှိ လမ်းမကြီးမှညမှောင်မှောင်ဖြတ်တန်းသွားတိုင်းအုံနောက်ထဲမှချက်ချင်းဖယ်ထုတ်ပြစ်လိုက်ရတတ်သည် သူက လေကလေးချွန်ကား ရှေးလျားတိတ်ဆိတ်သောလမ်းမကြီးပေါ်တွင် စပိန်ကလေးကိုအဖို့ပြုလျက်တယောက်တည်းနင်းလာစဉ်တင်းကျိုင်းတကားဝသို့ရောက်သောအခါလမ်းမီးများရုတ်တရက်ပြတ်တောက်သွားလေသည် ထို့ကြောင့်စပိန်ကိုရရင်ဒိုင်နမိုခလုတ်ကလေးဖွင့်ပြီးစပိန်ပေါ်ပြန်တက်လိုက်သည်လမ်းမီးပြတ်တော့လေအိမ်ချို့စီမှ လင်းရောင်အချို့တဝက်ကြောင့်တိတ်ဆိတ်နေသောလမ်းမကြီးမှာမိန်ပြပြမြင်နေရပါသေးသည် ဒီလိုတင်းကျိုင်းရှိမှဖြက်လေတိုင်းသူရွတ်လေရွတ်ထာရှိသောဂါရာလေးတစ်ပုတ်ကိုတတိယမိတော့လဲမရွတ်မိသည်ထိုဂါရာသည်သူဝနဘူမိကန္နာနအစရှိသော မကောင်းဆိုးဝါးပြေးဂါရာပင်ဖြစ်သည် သူငယ်ရွယ်စဉ်ကအဖွားဖြစ်သူနှင့်အတူတူအိပ်ဆက်စဉ်အဖွားဖြစ်သူကနှုတ်တိုက်ချပြီးသောဂါရာတစ်ပုတ်ဖြစ်လျာထိုဂါရာကိုစိတ်အနှောက်အယှက်ဖြစ်စရာကြုံတိုင်း ြောက်လန့်စရာကြုံတိုင်းရွတ်ဆိုလေးရှိသည်ယခုတိုးကားရာကိုရွတ်ဆိုရန်မေ့လျော်နေခဲ့သည်စိတ်လှုပ်ရှားလင်ဒီလိုပဲဖြစ်တတ်သည်မဟုတ်ပါလားဆဗိန်ကိုခတ်သွက်သွက်ကလေးနင်းလိုက်တော့တင်းညာရှိယခုကတာမွေအခွန်လွန်စေးရှိသူရောက်လာသည် ထိုနေရာတွင် ကိုကိုပင်ကြီးညဖြင့်အုံဆိုင်ဝေစာနေတတ်သည် ထိုအပင်နှန်းကြီးညကိုကြော်လွန်လင်အိုးစုရက်ကွက်ရွှေဘူရုပ်ရှင်ရုံရှိလိုကို ရောက်ရှိမည်ဖြစ်သည် ထိုချိန်တွင်မိမိနေအိမ်ရောက်ဖို့ခရီးတဝက်ကြိုးသွားပြီမဟုတ်လားသူဤစပိန်ကလေးကိုကိုပင်ကြီးအောက်သို့ရောက်သောအခါရင်ထဲမှဖြန်းကနေအေးဆက်တုန်ခါသွားသည် ဆောင်းဤအေးတန်းကြောင့်လားဒါမှမဟုတ်တခါတရံတိုက်ခတ်လိုက်သောလေပြေတစ်ချက်ကြောင့်လားရင်ထဲမှအမျိုးမည်မသိသော ဝေဒနာတရက်ဖြက်ခနဲဝင်လာခြင်းဖြစ်သည်သူကစိတ်ကိုတင်းကစပိန်ခြေနှင်းကို တစ်ချက်နှစ်ချက်ဖိ၍နင်းလိုက်စင်းမှာပင်နောက်ကြောပတ်စီမှတစ်ဖြက်ဖြက်ပြေးလိုက်လာသော ခက်ကြဲကြဲခြေတန်းတစုံကိုကြားလိုက်ရပါသည်ပြေးလိုက်လာသောခြေတန်သည်သူနှင့်လှင်မြန်စွာ နီးကပ်လာလေသည်သူယင်တစ်ခုလုံးဒိန်းငနဲ့တုန်ခါသွားပြီးအတိစိတ်နှင့်ခန္ဓာကိုယ်ကင်းကွာသွားသလို လမ်းပြတ်သွားမိခြင်းဖြစ်သည့်ကြောက်လန့်မှုမျိုးဖြစ်သည်လမ်းမကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီး ဖြတ်သွားဖြတ်လာ လူတယောက်ကားတစ်စီးတလေးမျှပင်မရှိကြည်ထို့ကြောင့်ပို၍အားငယ်သွားရသည်ဒီအချိန်မှာလူတယောက်ယောက်အနားမှာအဖို့ရှိရင်ဘလောက်ကောင်းလိုက်လိမ့်မလဲအခုမှအဖို့ကောင်းကိုတတိရမိသည်ဟောဒီတင်းချမ်းရှိလမ်းမကြီးပေါ်မှာနှစ်ပေါင်းများစွာသူ့ဖြတ်တန်းလျှောက်လန်းခဲ့ပူပြီး တကြိမ်မျှထိုကဲ့သို့တုံ့လောက်ကြောက်လန့်မှုမျိုးမဖြစ်ပေါ်ဘူးပေ။ရုတ်တရက်ဆိုသလိုပင်ရင်ထဲမှဖြစ်ပေါ်လာသော ကြောက်စိတ်အဆိုင်ခဲတစ်ခုကြောင့်တစ်ပင်ကြီးများကအမောင်တုအောက်တွင်ကြောက်မက်ဖွဲရာတတဝအကောင်အမျိုးမျိုး၏အစင်းသဏ္ဍာန်အဖြစ်သို့ကူးပြောင်းသွားပါသည်။အဖော်ခရီးသွားပေါ်တယောက်လောက်ရှိရင်ကိုဘလောက်ကောင်းလိုက်လိမ့်မလဲ။အဖော်တယောက်ကို လိုလားမွတ်သိစွာတောင်းတလိုက်မိသည်ဒီလိုအချိန်မှာတော်ယုံတန်ယုံတက်တီကြောင်းသူတယောက်အဖို့စောင်းဤပြင်းထန်သောအအေးဒဏ်နှင့် ကြောက်လန့်မှုဒဏ်တို့ကြောင့်ပင်ချက်ချင်းနှလုံးသွေးရမျက်ဖြူလန်းကတေဆုံးသွားနိုင်သည်ဒါပေမဲ့သူတင်းညိုင်းရှိလမ်းမကြီးမှာနေစဉ်ဖြတ်တန်းနေရစေပင်မကြမီသူဤလိုလားတောင်းတမှုပြေဝသွားသည်ဟုပြောရမည် သူဤနောက်သို့ ကောင်လေးတယောက်ပြေးလိုက်လာသောကြောင့်ပင်ထိုကောင်လေးက ကိုကိုပင်အောက်မှထွက်လာခြင်းဖြစ်သည်ကောင်လေးဘလူများအောက်ကထွက်လာပါလေသူချက်ချင်းစပင်းကိုရက်လိုက်သည် ကောင်လေးကိုတွေ့တော့သူအတော်တော်ပျော်ရွှင်သွားသည် ထိတ်လန့်စိတ်တွေချက်ချင်းပြေပြောက်သွားမိ၏ကျေးဇူးပဲကောင်လေးနှုတ်မဆိုငါတယောက်တည်းလမ်းပြတ်တွေ့ခဲ့ပြီးတည်တော့မှာကွယ်ကောင်လေးကပိန်ပိန်ပါးပါးအသားဖြူဖြူ အသက်73နှစ်ခန့်ရှိပြီးခံမှန်းရပြီးသူစီတို့ဝမ်းတာအားရပြေးလိုက်လာခြင်းဖြစ်သည်ခြေတံကသူနှင့်နီးကပ်သွားသည် ကောင်းလေးကမောဟိုက်တံဖြင့်အကိုကြီးခဏနေပါဦးဘာကိစ္စလဲကွာကောင်းလေးသည်သူ့ထန်းတို့အရောက်အမီပြေးလာရသဖြင့်တော်တော်မောနေပုံရသည် ကောင်းလေးကိုတွေးလိုက်ရသဖြင့်သူလဲအားတကား ကြောက်စိတ်တွေပြေးသွားသည်ကိုဝန်ခံရပေမည်ပထမတော့ချမ်းအေးလွန်လာသည်ဖြင့်သူ့နောက်မှခြေတန်းသည်တစ်စီတစ်ကောင်ဤခြေတန်းဟုထင်လိုက်သေးသည်မဟုတ်လားကြာဘူးနာဝဖြစ်နေသောတုတ်တန်တွေကတစ်စီတစ်ကောင်ကိုရုတ်တရက်တွေးလိုက်ရပြီဟုကြောက်လန့်ကြားတွေးတောမိလိုက်သောသူ့အဖြစ်ကိုကောင်လေးကိုတွေးလိုက်ရမှရဲခြင်းသလိုလိုဖြစ်မိသွားသည်ဒါပေမဲ့သူ၏အဖြစ်ပြက်ကရုတ်တရက်ခြောက်လန့်ပြီး ပြကွဲသွားသောတရေတစီကိုမြင်လိုက်ရသည့်ခံစားမှုထက် အစာပေါင်းများစွာဆိုးဝါသည့်အဖြစ်အပျက်ဖြစ်နေရလေသည်ကျွန်တော်အကိုကြီးနဲ့ခီးကြုံလိုက်ပြရစီခင်ဗျာလမ်းလျှောက်ရတာဝေးတဲ့ပြေမောင်ကလည်းမောင်ချမ်းလိုက်တာလည်းလွန်မာရောခင်ဗျာကျွန်တော်တနိုင်ခေါ်သွားပါဗျာကျွန်တော်လိုက်ပြရစီနော်နော်ခခရရချွဲချွဲပြပြတောင်းပန်လေသည်အသားရေဖြူပက်ဖြူရောနဲ့လူငယ်ကလေးကအပေါ်အင်းကြီးလက်တို့အဖြူကလေးနှင့်ဖြစ်ပြီး ဆောင်းဤအေးတန်းကိုအမတုနိုင်ရှာပဲတစက်ဆက်တုံခိုက်နေပုံမှာတနာစပွဲကောင်းလာသည်။ကောင်းကလေးဤဖြစ်အင်ကိုကြည့်ပြီး ကိုမြင့်သောဂယုနာဖြစ်မိသွားသည်။ဘာပဲဖြစ်ဖြစ် ကောင်းလေးကိုသူလန်းကြုံခေါ်သွားနိုင်သည်။ကောင်းကလေးရှိ၍သူ့အတွက်အဖော်ကောင်းတယောက်ရသည်မဟုတ်လား။ဒီအတွက်အပန်းမကြည့်ပေ။ထိုချိန်တွင်ရှစ်စင်မီတွေပြန်လာသည်။လမ်းမီတိုင်းတွေပြန်လင်းလာပေသည်။ကောင်းလေးကရုတ်တရက် လင်းလာသောမီးအောင်တွေကို ထိတ်ထိတ်ပြားပြားကြည့်သည် နေပါအောင်ကောင်လေးရငါကဩဘာလမ်းမှာဆင်းမှာဆိုတော့ဒီပညာတလလမ်းတိုင်းသွားမှာကွာမင်းကဘယ်မှာဆင်းမှာလဲကောင်လေးညံ့တာဝင်းလက်သွားသည် ရှေ့သို့တလန်းတူလိုက်သည်ဟာအတော်ပဲကိုကြီးဟာကျွန်တော်ကြောင်မြောင်းစည်းထိတ်ကမလွားကုန်းလမ်းမှာဆင်းမှာပါဒီကနေတိတ်မဝဲတော့ဘူးလေမှတ်တိုင်သုံးနိုင်စားလောက်ပဲရှိတော့မှာကျွန်တော်လိုက်ပြရစီနော်ချမ်းလွန်းလို့ပါဗျာလူကလည်းပြက်နေပြီ ချမ်းသာနေတယ်ကျွန်တော်တည်လိမ့်မယ်ထင်ပါရဲ့ဗျာကိုမြင့်စောပြောင်း၍ခေါင်းညိတ်ပြလိုက်သည်ကောင်လေးပြောတာမှန်သည်ဩခေါ်တော့ပါမယ်ကွာကဲနောက်ကဲဒီခုံမထိုင်အဲ့ဒီမှာငါ့အမတွက်ဝယ်ထားတဲ့ဝက်သားခေါက်ဆွဲကြော်ချိတ်ထားတယ်မိကင်လာခဲ့ပေါ့မင်းဆင်းမဲ့နေရာရောက်ရင်ပြန်ချိတ်ထားလိုက်ကဲတက်တော့ချမ်းလိုက်တာကွာကြည်စမ်းလူတွေတောင်ချမ်းလို့လို့အပြင်မထွက်နိုင်တာပဲကြည်တော့ကဲတက်ဟုတ်တယ်ဗျအယိုးကွက်မတက်ပဲ ကိုမြင့်စော်သည်တောင်မွေတင်းညံ့ရှိကုတ်ကိုပင်ကြီးအောက်မှကောင်းလေးကိုနောက်ကယ်ဒီယာမှနေကတင်၍ခေါ်လာခဲ့ပေသည် ထိုစဉ်သူတို့နှင့်မျက်နှချင်းဆိုင်မှရင်းခါမြည်ဟီးသောကိုရေကြီးဖြင့်ကုန်တင်လော်လီကားကြီးတစ်စီးဖြတ်မောင်းသွားသည်ထိုမော်တော်ကားကြီးကပြင်းထန်သောအရှင်းဖြင့်မောင်းနှင်လာရမှရှေ့ကైအနေငယ်တွင်ကြွေကနေကျေလောင်စွာဗရိတ်အုပ်ထိုးရက်သွားသည်ထို့နောက်ကားကောင်းထဲမှလူတစ်ယောက်ခေါင်းပြူထွက်လာပြီး ထိတ်ထိတ်ပြပြအမူအရာဖြင့်သူတို့ကိုလှမ်းကြည့်နေသည်ကိုတော့ကိုမြင့်စောမမြင်လိုက်ပေဒါပေမဲ့လော်လီကားကြီးရုတ်တရက်ထိုးရက်သွားတံကိုတော့ကိုမြင့်စောကြားလိုက်တော့လေလှဲ့မကြည့်မီဒါကလည်းအေးတော်တိတ်မကြည့်ပါ ကိုမြင့်စောသည်ရွှေဘူရုပ်ရှင်ရုံဘေးမှလမ်းတိုင်းစပင်းကလေးကိုအေးအေးလူလူနင်းလာလေသည်ထိုချိန်တွင် ကောင်လေးကသူ့ဤခါကို နောက်မှတိုင်းဖက်လိုက်သည်ကိုတတိပြုမိလိုက်ရသည် သူတကိုယ်လုံးရှိသွေးကြောများရက်တန့်အေးခဲသွားမတဲ့ကြက်သိန်းတွေတစ်ပြင်းပြင်းထထသွားသည်ကိုခံစားလိုက်ရသည်ထို့ကြောင့်အမလေးဟုလန်အော်မတက်ဖြစ်သွားတော်လဲသူမအော်လိုက်မီဒါဘလို့ဖြစ်တာလဲကောင်းလေးတယောက်ခါကိုတိမ့်ဖက်လိုက်သည်နဲ့ဒီလောက်အထိရင်တွေခုံလက်ပြားချေပြားအေးဆက်ဖို့အထိမကောင်းလာပါဘူးကောင်းမလေးတယောက်ဆိုတမျိုးပေါ့ကောင်းမလေးတယောက်ဆိုရင်အချမ်းအောင်ပြေးနိုင်သည် ရွှေဘိုရုပ်ရှင်ရုံကိုကြော်လာသောအခါညကပိုမို၍အေးဆက်မှုန်ကြီးစွာနှုတ်ဆက်လေတော့သည်ဈေးဆိုင်တွေ ပိတ်ကြပြီဒါပေမဲ့အချို့ဆိုင်တွေစီမှ မီးရောင်လက်လက်ကိုကွက်တိကွက်ကြားမြင်နေရပါသည်သည်အေးခက်လာသောနှင်းရိုင်းလေးကို ထိုးခွဲကစပိန်ကလေးကပြေးလွှားနေသည်လမ်းမကြီးကအသက်မရှိသလို တိတ်ဆိတ်နေစေကားလမ်းပေါ်မှာကန့်လန့်ဖြက်ပြေးသွားသော ခွေးလေးခွေးလွင်အုပ်စုသာရှိမနေဘူးဆိုပါလင်တလန်းလုံးမှာသူနှစ်ကောင်းလေးသာ ရှိနေပါလိမ့်မည် မိုးတိမ်တွေက အထီးကျန်စွာကြွေရှားနေသည်ဒီလိုနဲ့ပညာတလလန်းစုံတို့ ရောက်လာလေသည် ရုတ်တရက်ပုတ်အဲ့အဲ့အနတ်တစ်ခုကခေါင်းထဲသို့တိုးဝင်လာသည် ထိုချိန်တွင်စပိန်ကယ်ရီမှထိုင်း၍လိုက်ပါလာသော ကောင်းလေးဤလက်တစ်ဖက်ကသူ့ခါကို ပိုမိုတင်းကျပ်စွာဖြင့်ညှက်လိုက်သည်ကိုခံစားလိုက်ရသည် လက်ဖြားစီမှအေးဆက်ဆက်အထီတွေကအသက်ရှူမှလာအောင်လန့်ဖြတ်သွားမိသည်ဒါပေမဲ့သူအင်္ဂရိစဲကမင်းမင်းဘယ်နားမှဆဲမလဲရှင်နားမှာနေမယ်ခင်ဗျဘိုက်တောင်စားလာပြီးအမဲသားလေးစားကျင်လိုက်တာသူနည်းနည်းကြောင်သွားသည်ဘာပြောလိုက်ပါလဲဆဗိန်ကိုနင်းနေရမှကောင်းလေးထံမှရေတံအော်အော်ကြီးထွက်လာလေသည်အတလွတ်ရေမောလိုက်တဲ့ရေတံသည်၆ကက်ကက် နိုင်လှလေသည်ရှေးတန်းကြောင့်သူနဲနဲဦးကြောင်ကြောင်ဖြစ်သွားသည်လမ်းဖြတ်သွားကခြေပြားလက်ပြားတွေအေးဆက်သွားသည် သူ့မေးခွန်းနဲ့အဖြေကတခြားစီဖြစ်နေသည်မိဘနာမှာဆင်းမလဲလို့ငါမေးနေတယ်လေအယူလေးရဲ့အမဲသားလေးငါးဘိတ်သားလောက်ဆိုရင်တော့နန်ကြားကတ်မှာမဟုတ်ဘူး အမဲသားပဲစားခြင်းနဲ့ဟိတ်ကောင်မင်းကိုကြီးကလေးလိုက်တာကွာဗစက်ကလည်းကြက်တည်းမရှိလိုက်တာဘာရင်းလျှောက်ပြောနေရလဲဗမာဆင်းမှလည်းမြင်းမြင်းဆင်းတော့ကွာရောယူဝမှာဆင်းမှာမဟာရောယူဝကိုမြင့်စောတော်တော်ဖျားသွားသည်ခေါင်းနှပန်းကြီးသွားသည်ရောယူဝလည်းဒီရောယူဝဆိုသောလမ်းနမဲကြောင်မြောင်းရက်ွက်ထဲမှာလုံးဝမရှိကြီးရောယူဝဆိုတာမဟာရောယူဝဆိုတာငရေကြီးရှစ်တကား ပြင်စမအထံဟဲ့ကောင်နောက်တိနောက်တောင်လုံမနေနဲ့မင်းပြောတဲ့နာမည်ကြောင်မြောင်းနဲ့မှမကြဘူးမင်းကိုခေါ်တင်လာတာတော့မှားပြီထင်တယ်ကွာကောင်လေးကသူ့ဤအမေကိုဘာမှပြန်မပြောဘဲအတန်ကွဲအပ်အပ်ကြီးဖြစ်တဟီးဟီးဆက်၍ရေမောနေတော်သည်ရေတန်ကကြောက်เสียကောင်းလာသည်တပြေးပြေးနှင့်ကြောက်เสียကောင်းလာသည် ကိုမြင့်စောကရုတ်တရက်တိမတ်မဲ့ခန္ဓာကိုယ်နှင့်စင်ကျင်ချင်းအတိညာ ကင်းလွတ်သွားတဲ့သို့တုံလှုပ်သွားမိသည်။ကောင်းလေးဤရေတန်းကတပြေးပြေးကျဲလောင်လာကအက်ကွဲကွဲရှတတ်တာအတန်ကြီးဖြစ်လာသည်။အတန်မှာဘက်ထရီအားနည်းနေရမှ ထွက်ပေါ်လာသောဖုံးပြက်ကြီးတစ်လက်ဤအတန်။ဒါမှမဟုတ် မောင်းကွဲကြီးဤမိသားနှင့်တူလိမ့်မည်။ထိုအစ်တတဲကွဲတဲရေတန်းကြီးကနှလုံးသွေးရက်ွယ်ကောင်းလာတော်သည်။သူ့ခါကိုဖတ်တွေ့ထားသောလက်များက တဖြည်းဖြည်းပြုတ်တူနှင့်ညက်တကဲ့သို့အသက်ရှူကျက်လာလေသည်သူချွေးဆိုလာသည်ဟေ့ကောင်ငါခါကိုဖတ်ထားတဲ့မင်းလက်တွေကိုလျှော့လိုက်စမ်းဒီမှာအသက်ရှူကျက်လာပြီတေတော့မယ်ဘလို့အယူကောင်ကိုတင်ခေါ်လာမိလဲမသိပါဘူးကောင်လေးဤပမာမခန့်ရေတန်းရုတ်တရက်ပုတ်စော်နံလာသည်ဖြစ်ရတယ်ဖြည်းဖြည်းလေးဖတ်တာကိုများသူ့ခါကိုဖတ်တွေဖြစ်ညစ်စပြူလာတော့လက်ကိုဖဲထုတ်ရန် ငုံကြည့်လိုက်မိသည်လက်လက်ဖះဖះကောင်းလေးရဲ့လက်ဟာအာသူဤအသက်ဝင်ရင်သည်ခန္ဓာကိုယ်မှ လွင်စင်သွားမတက်အော်ဟစ်မိသွားသည်အံအော်လုံးသည်ဖြင့်ကြက်သည်တည်သွားခြင်းဖြစ်သည်သူဤနှလုံးခုန်တန်သည် စီးဝါလွတ်နေသောဘုံတလုံးဤမြည်ရည်တန်လိုမြည်ဟင်းသွားခြင်းဖြစ်သည်ကြောက်လန့်မှုကြောင့်စက္ကန့်ပိုင်းအတွင်းမှာပင် ဘိုင်းငနေလေးကြကဝိညာဉ်ချုပ်ငိမ့်သွားလောက်သည့်ကြောက်လန့်မှုမျိုးဖြစ်သည်။ပါဇက်အဟောင်းသားဖြင့်အတံမဲမထွက်နိုင်။အသားတွေတစ်စက်စက်တုံလာသည်။ဆက်ဘင်းကတစ်ချက်ရမ်းခါသွားသည်။သူ့ခါကိုဖြင်းညက်ဖတ်တွဲထားသောကောင်းလေးဤလက်တစ်ဖက်သည်ဖြူဖြူသွဲသွဲလက်ကလေးမဟုတ်တော့ဘဲအယိုးကျနေသောဖြူညင်းညင်းအယိုးကြောင့်လက်ကြီးဖြစ်နေသောကြောင့်ပင်သည်။ဟာ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  အော်ဂလီဆန်စရာ ကြောင်းမက်ဖွဲရေတန်ကြီးကအဆက်မပြတ်ထွက်ပေါ်နေစဉ်ထိုအချိန်ထိလမ်းမပေါ်မှာလူတယောက်မှမရှိကြီးကဲမိသူ ဝေးပြီစွာ သူလှဲ့ကြည့်လိုက်မိသည်ဖယားကြီးထိုင်ကုန်မှာကောင်လေးမရှိတော့ပင်ပျောက်ချင်းမလားရုပ်ချီးပျောက်သွားလိမ့်ပြီတကားကောင်လေးဘဲရောက်သွားပြီလေဖယားဖယားကဲတော်မူပါ ကောင်လေးကိုမတွေ့ရတော့ဘဲရေတန်ကြီးသာထက်ချက်မကွာကြားနေရလေသည် ထိုအခါမှအတိဝင်လာကကိုမြင့်စော်သည်ဆဗိန်းကိုအသက်ကုန်နင်းပြေလေသည်ထိုအခါမှသူအမဲရွတ်ဆိုနေကြသူဝနဘူမိအဆရှိသောဂါရာလေးကိုတတိယကရွတ်ဆိုလိုက်လေသည်သို့သောကြောက်လန့်မှုကတကိုယ်လုံးဝါမျိုးထားသဖြင့်ဂါရာကိုရွတ်ရသည်မှာအမီးအမောက်မတည့်ပေသို့သောတူနာဘူမိခန္ဓာနာလောကုတ်လောကုတ်တရာ မဟိဒီကာပိတ်သာစေနေဒမိဒွာနာမြမဇာလမရီတိတော်တခွန်ချင်းကျဲလောင်စွာရွတ်ဆိုလိုက်လေသည်ဂါရာစာသားများသည်သူဤနှုတ်ဖျားမှ လွယ်လွယ်ကူကူထွက်ပေါ်လာခြင်းမဟုတ်ခက်ခက်ခဲခဲတိုးထွက်လာခြင်းသာဖြစ်သည် ထိုဂါရာကိုဆက်ခါဆက်ခါရွတ်သည်ဘဏ္ဍခောက်ပင်ရွတ်မိမှမသိတော်ကြီးကြောင်မြောင်းစည်းမီးပွင့်ကိုဘလို့ရောက်သွားမှမသိတော့ အိမ်နဲ့လဲနီးသွားပြီရေတံကရက်သွားသည် သူ့ခါကိုပြုတ်တူလိုညှက်ထားသောအယိုးငေါင္ကလက်ကြီးကခါမှမရှိတော့ပေရုတ်တရက်အာကနဲ့အော်တန်နဲ့ကြောကြောကြီးရက်တံသွားပြီးနောက်တစုံတရာ ပြုတ်ကျသွားသံထွက်ပေါ်လာသည်ကတရားလမ်းမနှင့်မာကျောသော အရာဝတ္ထုတို့ပြင်းထန်စွာပုတ်တိုက်ထိတွေ့လိုက်သည်ဂလောက်ကလက်အတန်မျိုးဖြစ်သည်ထိုခါမှကိုမြင့်စောသည် စပိန်ကိုရက်လိုက်လေသည်တကိုယ်လုံးဇောကျွေးတွေပြန်နေသည်သို့သောရင်ခုန်တန်တော့မရက်သည်မောဟိုင်နေစဉ်လမ်းမီဤအလင်းရောင်ဖြင့်လမ်းမပေါ်ကျနေသော အရာဝတ္ထုများကိုကြောက်လန့်ကြလှမ်းကြည့်လိုက်မိလေသည် သူဤခါကိုဖတ်တွေ့ထားသောအယိုးကြောင့်လက်ကြီးက အပိုင်းပိုင်းအတစ်တစ်ကြီးမွားကလမ်းမပေါ်ပြန့်ကျဲကျနေသည် ိုမြင့်စောကရက်ွက်ထဲမှာတငယ်ချင်းအချို့ကိုစူးစီးကာအယိုးကြောင့်လက်ပြက်ကြီးပြုတ်ကျကြံရိခေရသို့ညာရင်းချင်းပင် ပြန်ရောက်လာကြသည်တငယ်ချင်းတွေနေရအနှက်လိုက်ရှာဖွေကြသည် ထိုနေရာတွင်အယိုးကြောင့်လက်ပြက်ကြီးမရှိတော့ကြည်ညာကအနှက်ရောင်နံရံကြီးတစ်ချက်တစ်ခွဲပိတ်ကာထားစေနေရန်ခါကလေးတွေကတလွင်လွင်တိုက်ခတ်နေစေရှိလေသည်အယိုးကွဲမတက်ချမ်းတုံလှပါသည် ောက်နှစ်ရက်ခန့်ကြာသောအခါတုတ်တန်ရှိရက်ွက်တို့ကုန်တင်ကားတစ်စီးမောင်းနေသော လူတယောက်ရောက်လာသည် ထိုကားမောင်းသူကညတညတွင်တုတ်တန်ရှိမှသူ၏ကားဖြတ်မောင်းသွားကြိုက်ဆက်ဘင်းစီးသွားသော လူတယောက်ကိုထူးထူးခြားခြားတွေးလိုက်ရသည်ဟုဆိုသည်ထိုဆက်ဘင်းနှင်းသူ၏နောက်ထိုင်ကုန်တွင်ခန္ဓာကိုယ်စဘာပုတ်လောက်ရှိသောအင်ကြီးဗလာဂရုံးပြောင်ပြောင်နှင့်အေယာမလူအတ္တဘောကြီးတယောက်လိုက်ပါသွားသည်ကို တွေ့လက်ရသည်ဟုပြောလေသည်သူကိုယ်တိုင်ပင်ထူးဆန်းအံ့ဩဖွယ်ဖြစ်ရကြောင်းမော်တော်ကားကိုရက်တန့်ကြီးစုမိသေးသည်ဟုနီးစရာလူအချို့ကိုရှင်းပြသည်ကိုရက်ကွက်ကလေးတွေပြောစမှတ်တွင်ရစ်နေပေသည်1995ခုနှစ်ကဖြစ်ရမှန်ကိုနမေများလွှဲ၍ရေးသားထားပါသည်။အားလုံးပဲကျေနပ်နှစ်တန်နိုင်ကြပါသည်ရှင်။မိတ်ဆွေတို့ရေစိတ်အီချမ်းသာခြင်း၊ကိုယ်ဤချမ်းသာခြင်းပေါင်းနဲ့ နှလုံးတော်ရဲပြည့်စုံနိုင်ကြပါသည်ရှင်